ဖီယိုကားတွေ့ပြီးတော့နောက်ထပ်အသင်းအသင်းကိုပြောင်းရွှေ့အောင်မဲ့ United အစ်စ်တော် DKR ရဲသမားလုံးမဲ့မိန်လာများ Red Devil Information ကနေပြန်လည်ကြိုးလိုက်ပါရင်ပြီးခဲ့တဲ့ရာသီက Fiorentina အသင်းနဲ့အတူလန်ဆွမ်းကောင်းနေပြသနိုင်ခဲ့တဲ့ David De Gea ဟာအသင်းပြောင်းရွှေ့ဖို့စီစဉ်နေပြီဖြစ်ပါတယ် Old Trafford မှာ၁၂နှစ်ကျော်နေထိုင်ပြီးတော့ပွဲစဉ်ပေါင်း၅ကျော်ကစားခဲ့တဲ့ De Gea ကြီးဟာ၂၀23ခုနှစ်ဇူလိုင်လအတုန်းက United အသင်းကနေထွက်ခွာသွားခဲ့တာဖြစ်ပါတယ် DG ကိုရောင်းထုတ်ခဲ့တာကသွားလေသူအပါအကျံဖြစ်ပြီးတော့သူတို့ပဲလေအိုနာနာကိုခေါ်ဖို့အတွက်မညာမတာအသင်းကနေကန်ထုတ်ခဲ့တာဖြစ်ပါတယ် ဒီကြောင်ခင်ဗျာအသင်းလက်မဲ့ဘွားနဲ့တော့တနေ့လောက်နေလိုက်ရပြီးတော့နောက်ဆုံးမှာဖီယိုရင်တီနာအသင်းကိုအပိသက်ပြောင်းရွှေ့နိုင်ခဲ့ပါတယ်ဖီယန်တီနာအသင်းမှာတော့ဒီရာဟာကမ္ဘာ့အဆင့်ကိုယ်တော်တူပြန်ဖြစ်လာခဲ့တယ်လို့လက်ရှိအချိန်မှာစပိန်သားအတွက်ကမ်းလှမ်းမှုတွေများစွာရောက်ရှိနေပြီလို့သိရပါတယ်။ဒီရဲ့အကြောင်းကိုနေမဲ့ကျွန်တော်တနေ့နောက်ဖာရီစီယိုရိုမန်နိုကိုတိုင်းအတီးပြူထားပြီးဖြစ်တယ်လို့အသက်34နှစ်သားကိုဥရောပအသင်းကြီးတွေကစိတ်ဝင်စားနေကြပါတယ်။ ။နာမည်ရသည့်တဲ့အတွက်ဂုဒမသင်းရှာနေတဲ့မိုနာကိုအသင်းဟာ United တို့ရဲ့ဂုဒမဟောင်းကြီးကိုစိတ်ဝင်စားနေပါတယ်။မိုနာကိုအသင်းဟာပြီးခဲ့တဲ့ရာသီကလီဂူးဝမ်းမှာအဆင့်၃နေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းနာမည်ရသည့်မှာမာစီ PSG အသင်းနေတဲ့အတူ Champions League ဝင်ခွင့်ရရှိထားပါတယ်။ဒါပေမဲ့ဒီကရာကိုစိတ်ဝင်စားနေတာမိုနာကိုတင်းတင်းလည်းမဟုတ်ပါဘူး။ Fiorentina အသင်းဘက်ကလည်းသူကအတင်းမှာဆက်လက်ထိန်းသိမ်းထားနေပါတယ်ပြီးခဲ့တဲ့ရာသီအတွင်းပြသခဲ့တဲ့စွမ်းဆောင်ရည်ကြောင့်အီတလီကလည်းဟာဒီကရာရဲ့စွမ်းဆောင်ရည်ပေါ်အတော်လေးနှစ်သက်သဘောကျနေတယ်လို့သိရပါတယ် ဒါကြောင့်လည်း2028ခုနှစ်ဂျွန်လအထိတရံတိုးခြင်းတယ်လို့သိရပါတယ်။ဖီယန်တီနာအသင်းကတော့ဒီရရဲ့စာရုပ်တရံတိုးရေးကိုအသင်းရဲ့နံပါတ်1ဦးစားပေးလုပ်ငန်းစဉ်ဖြင့်သတ်မှတ်ထားပါတယ်။ ပေးခဲ့တဲ့ရာသီကစပိန်သားဟာဖီယိုရင်တီနာအသင်းအတွက်52ပွဲအထိကစားပေးခဲ့ပါတယ်။စီးရီးပွဲအစဉ်35ပွဲမှာလည်း7ပွဲအထိဂုဏ်ပေးအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာဒီကီယာဟာစီးရီးကလပ်နဲ့အတူတပတ်တာလိုအားကပေါင်3000ခွဲသာရရှိနေတယ်လို့သိရပါတယ်။ဒီကီယာဟာစားကြုံးတက်တာချုပ်ဆိုပြပါကအခုထက်ပိုပြီးတော့လာဆောင်မွေမြန်မာလာမှာဖြစ်ပါတယ်။ဒီကီယာဟာဖီယိုရင်တီနာအသင်းကိုပေးခဲ့တဲ့ရာသီက Conference League Semi-final အဆင့်ဒီပို့ဆောင်ပေးခဲ့ပါတယ်။ကံမကောင်းအကြောင်းမလားတဲ့ဖီယိုရင်တီနာဟာ Semi-final မှာ Gouji Anthony ပါဝင်တဲ့ Batting အသင်းနဲ့တွေ့ဆုံခဲ့ပြီးတော့အိမ်ပြန်လာခဲ့ရတာဖြစ်ပါတယ်။ နှစ်ကြော်ပေါင်းရလဲ၄ကို၃ကိုနဲ့ရှုံးနေကြတာဖြစ်ပါတယ်။နှစ်ကြော်စလုံးမှာဂိုကြီးအန်တိုနီကခြေစွမ်းကောင်းနေပြသနိုင်ခဲ့တယ်လို့တွင်းကိုနှကောအထီတောင်ရှာဖွေနိုင်ခဲ့ပါတယ်။ဒီကရအနေနဲ့ဘလောက်ပဲလက်စွမ်းကောင်းနေပြသနိုင်ပါစေထောက်ချုံကောင်းလေးကိုတော့မတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ထောင်ချုံကောင်းလေးရဲ့ဘတ်ဒီအသင်းကတော့လာမယ့်မေလ20ရက်နေ့မှာ Conference League ဘောလုံးပွဲအစဉ်အဖြစ်ချယ်ဆီသင်းနဲ့ရှင်မန်ကစားသွားရမှာဖြစ်ပါတယ်။ ဒီကရနဲ့အန်တိုနီတို့ရဲ့အသင်းအောင် United အသင်းကလည်း Europa League ဘလာဘိုလိုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း Thailand အကောင်ထားသွားမှကြိုးပမ်းသင့်တဲ့ United တို့ကဘိုလိုပွဲမှာကြောမကောင်းကြောမကောင်းစရာတွေလုပ်ပြခဲ့ပါတယ်။ United နဲ့တွေ့တဲ့ Spurs အသင်းက Europa ဘလာမပြောနဲ့ပြည်တွင်းဘလာကိုတော့မမြင်မှုတဲ့အသင်းပါ။ဒါပေမဲ့လည်း United ကတော့ ဘောလုံးသမိုင်းကိုရိုင်းအောင်လှုပ်ပြသွားခဲ့တာဖြစ်ပါတယ်။အမနာနဲ့ပြောရင်စပါးနဲ့အာဆင်နယ်တို့လည်းလည်းညီတော်ဟာဥရောပဗလားဆိုတာဂျိုနယ်လားလို့မေးယူရတဲ့အသင်းတွေဖြစ်ပါတယ်။အခုတော့ United ရဲ့လုံရဲကြောင့်ဘောလုံးသမိုင်းရိုင်းခဲ့ရပြီဖြစ်တယ်လို့စပါးအသင်းကလည်းဥရောပဗလားကိုပြင်ပြင်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်သင်းကတော့အာမချောင်းစင်ဂျီမပေးနေမေးပဲဗလားမျိုးပဲအေးလို့လို့ဖျက်တမ်းနေပါတယ်။စင်မြန်ကြီးတို့ဟာ၃နှစ်ဆက်တိုင်းစီလုံချင်းကိုတီးဆိုနေရပြီဖြစ်တယ်လို့ဒီနှစ်မှလည်းဒုတိယလိုဖြစ်နေကျင်းနေလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုအသင်းထဲဆာလို့ရှိရင်စင်မြန်ကြီးတို့ဟာအများကြီးတိုးတက်နေပြီမို့လေးမတိုင်းပဲကိုယ်ထဲမှာပဲဆက်နေလိုက်အောင်ပါခင်ဗျာ။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့ပါလဲအကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ